ငင်းကလေးပေးတဲ့ပြည်သူတွေအတွက်ဘယ်သူမှမလူတန်းနိုင်နဲ့ငွေကြက်1ဘီလီယံလူတန်းလိုက်တဲ့ဝင်းမုံရွှေကြီးပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်မီစနောင်းကလည်းပြန်လေးကြိုးစိုးလိုက်ပါတယ်အခုလက်တလုံးမှာကြားရောက်နေတဲ့ငင်းကလေးပေးမှာအခုညီလိုအပ်နေတဲ့လူတွေအတွက်မြန်မာငွေကြက်1ဘီလီယံလူတန်းလိုက်သူကတော့တရုတ်ဆောင်မင်းသမီးဝင်းမုံရွှေကြီးဖြစ်ပါတယ် ကျပ်တဘီလီယံဆိုတာကဘယ်သူမှမလူတန်းနိုင်တဲ့ပမာဏလို့ဆိုရမှာဖြစ်ပြီးတော့ဝင်းမွှေရီကပထမဆုံးလို့တောင်ဆိုနိုင်ပါတယ်။အားလုံးသိကြတဲ့အတိုင်အခုလက်တလုံးမှာကမြန်မာနိုင်ငံမှာအင်အားပြင်းပြင်းကလင်ကြီးလှုပ်ခတ်သွားခဲ့ရကြောင်းအော်အော်တောင်းနေအခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။အထူးသဖြင့်မြင်းကလင်ကြောင်းအဆောက်အဦတွေနေအိမ်တွေပြိုကျပျက်စီးပြီးတော့လူပေါင်းများစွာအသက်အိုးရင်စီးစိမ်တွေပျက်စီးဆုံးရှုံးနေရတာဖြစ်ပါတယ်။ ဒီလိုချင်းဒီမှာနိုင်ငံတကာကစေတနာရှင်ပြည်သူတွေပြည်တွင်းကစေတနာရှင်တွေအလူရှင်တွေအဖွဲ့အစည်းတွေနာမည်ကြီးပုဂ္ဂိုလ်တွေကတက်နိုင်သမျှငွေအင်အားလူအင်အားပအဝင်ကူညီလူတန်းနေကြတာဖြစ်ပါတယ် ငလင်ဘေးကြောင့်လူတန်းကြတဲ့အနုပညာရှင်တွေထဲမှာအမေရိကန်နိုင်ငံကတတိယမကြီးစမိုင်းကစုစုပေါင်းသိန်းပေါင်း1613သိန်းနဲ့အများဆုံးဖြစ်နေရပါတတိယမကြီးစမိုင်းကမြန်မာနိုင်ငံကပြည်သူတွေအတွက်စက်သမီးငင်းအောင်လုံးတတကားဆရာတော်ကြီးကနေတစဉ်အလုံငွေသိန်း1113သိန်းကိုပအဝင်လူတန်းလိုက်တာဖြစ်ပါတယ်ဒါအပြင်စမိုင်းတို့ကအောင်စမှုတော်ရဆရာတော်ကြီးထံကနေတစဉ်သိန်း900ကိုလည်းထပ်မံလူတန်းထားခဲ့ပါသေးတယ်ဒါကြောင့်လည်းစမိုင်းကမြန်မာနိုင်ငံရဲ့မြေငလင်တန်းကိုကြုံတွေ့ခံစားနေရတဲ့ပြည်သူတွေအတွက် ်ငွေကြေးသိန်းပေါင်း1613သိန်းကိုပောင်းဝင်လှူဒန်းပြီးသွားပြီဖြစ်ပါတယ်။အစောပိုင်းမှာတော့စမိုင်းရဲ့ပမာဏကအနုပညာရှင်တွေကြားထဲမှာလှူဒန်းတဲ့ပမာဏထဲမှာတော့အများဆုံးလို့သိရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုတခါမှာတော့နိုင်ငံကျော်ရုပ်ရှင်တရုတ်ဆောင်မင်းသမီးဝင်းမုံရွှေကဘသူမှမလှူဒန်းနိုင်သေးတဲ့ပမာဏနဲ့ငွေကြေး1ဘီလီယံကိုလှူဒန်းလိုက်တာဖြစ်ပါတယ်။ဒီအလှူကိုတော့ဝင်းမုံရွှေကခင်ပွန်းတဲ့ပိုင်ဆိုင်တဲ့လျှက်စစ်ကားကုမ္ပဏီဖြစ်တဲ့ MG မြန်မာကနေတဆင့်ခင်ပွန်းတဲ့နဲ့အတူတူလှူဒန်းခဲ့တာဖြစ်ပါတယ်။ဒီ ီလိုလူတန်းနိုင်တာကမြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးတစ်လက်ဖြစ်တဲ့ဝင်းမွန်ရွှေကောင်မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိယကြီးတအူးဖြစ်တဲ့ကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်သွားခဲ့ရအောင်ဖြစ်ပါတယ်။ မင်းသမီးဝင်းမော်ရွှေရဲ့ခင်ပွန်းဖြစ်သူကိုနိုင်ဖြိုးကျော်ဟာမြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးအချိုးကြီးတစ်ခုဖြစ်တဲ့ VV အချိုးကြီးဆက်ရုံပိုင်ရှင်မိသားစုကတဦးရီတော်သားဖြစ်သူ MK မော်တော်ယာဉ်ထုတ်လုပ်ဖြန့်ချီရေးနဲ့အတူမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းများစွာကိုတဦးရဲလှုပ်ဆောင်လုပ်ကိုင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်လည်းဘသူမှမလူတန်းနိုင်တဲ့1ဘီလီယံဆိုတဲ့ငွေပမာဏမျိုးကိုလှူဒန်းနိုင်ခဲ့ရပါအခုကြေညွှန်းနေကြတဲ့ပြည်သက်တွေကရောမြင်းငလင်ပေးတဲ့ပြည်သူတွေအတွက်ငွေကျပ်1ဘီလီယံလှူဒန်းခဲ့တဲ့ဝင်းမော်ရွှေကြီးတို့ဇနီးမောင်နှံပေါ်မှာမိမိတို့ရဲ့အမြင်လေး းတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်